စစ်တပ်ကအဝေးပြင်ခရီးသူတင်ကားပေါ်တွင် လိုက်ပါလာသောခရီးသွားလူငယ်များကိုဆွဲချပြီးစစ်မှုထမ်းဖြင့်ပေါ်တာဆွဲဖမ်းစီလာရန်ကုန်ပြည်လမ်းပိုင်းနှင့်ဆလင်းတို့တွင် ခရီးသွားလူငယ်၁၂ဦးအဖမ်းခံရရန်ကုန်စက်တင်ဘာ၂၅ရက်ပကူးတိုင်းရန်ကုန်ပြည်လမ်းပိုင်းတွင် express ကားပေါ်လိုက်ပါလာသောရန်ကုန်မှပြန်လာသည့်လူငယ်5ဦးအပါအဝင်5ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းခရင်းသွားပြည်သူများနှင့်ဒေသပြည်သူများက ရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည်စတင်မာလာ၁၈ရက်နေ့တွင်ရန်ကုန်ပြည်လမ်းပိုင်းအုတ်ဖော်မြို့နယ်အပိုင်းလေးဦးကုံလမ်းဆောင်ရှိရန်ကုန်မှပြန်လာသော express ကားပေါ်လိုက်ပါလာသောလူငယ်ခုနှစ်ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထို့ပြင်အဆိုပါချမ်းဖတ်စစ်တပ်သည်ယင်းနှစ်နနက်၈နာရီခန့်တွင်ကဝေစုရွာမှပြည်သူ၂ဦးကိုလည်းထပ်မံဖမ်းဆီးသွားကြောင်းထိုဖမ်းဆီးခံရသောပြည်သူများကိုမိသည့်နေရာသို့ဖမ်းဆီးသွားသည်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေ မိသားစုဝင်များလည်းလိုက်လံစုံစမ်း၍မရသေးကြောင်းသိရှိရသည်စက်တင်ဘာလ18ရက်နေ့နနက်ခွန်းနာရီလောက်မှအုတ်ဖို့မျိုးနယ်အပိုင်းရန်ကုန်ပြည်လမ်းပိုက်မှာရှိတဲ့လက်ဥကုံလမ်းစုံမှာရန်ကုန်ကနေပြန်လာတဲ့ express ကားပေါ်လိုက်ပါလာတဲ့လူငယ်ခုနှစ်ဦးကိုစစ်ခွေးနဲ့ပြူစောသီးတွေကပေါ်တာဆွဲဖမ်းဆီးသွားတာအဲစစ်ခွေးတွေကကဝေးစုရွာမှပြီးသူနှုတ်ဦးကိုပါဆက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်။အုပ်ဖို့မျိုးနယ်ထဲမှာတပ်သားတွေစူးစောင်းတာကိုအင်းမြတ်တရားလူကပြူစောသီးတွေက တာဝန်ယူလှုပ်ဆောင်နေလားဟုခရီးသွားပြည်သူများနဲ့ဒေသဖြစ်သူများကပြောဆိုသည်အလားတကူမကွေးတိုင်းစလိမ့်မြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကနန်းထိုက်တော်ဝင် Express ကားပေါ်လိုက်ပါလာတော့လူငယ်၃ဦးကိုလေပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသဖြစ်သူများကရန်ကုန်ခေတ္တတည်င်းဌာနထံသို့ပြောဆိုသည်စက်တင်ဘာလ24ရက်နေ့နနက်6နာရီခန့်တွင်စလိမ်မြို့လက်ပံကန်လန်းခွဲတွင်နန်းထိုက်တော်ဝင် express ကားပေါ်လိုက်ပါလာတော့လူငယ်၃ဦးကိုကားပေါ်တက်ရောက်တဲ့ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည် ဘယ်ရွာကလူငယ်တွေကိုဖမ်းသွားတာလဲဆိုတာတော့အတိမပြုနိုင်သေးပါဘူးစလင်းမြို့လက်ပံကန်လမ်းခွဲမှာနန်းထိုက်တော်ဝင်မှလုံကားပေါ်လိုက်ပါလာတဲ့လူငယ်၃ဦးကိုစီခွေးဒီကကားပေါ်ကနေဆွဲချပြီးကို ပေါ်တာဆွဲဖမ်းဆီးသွားတာပါဟုဒေသပြည်သူတို့အိုးကပြောဆိုသည်